ကျွန်တော်ဒီနေ့အတွက်တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်ကျွန်တော်ရေးသားထားတဲ့တယောစာများစုဟာမြေပြင်ခြေနေသတင်းချက်လက်များအပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရာဂိုင်းတို့တယောစာစစ်စစ်တော့ဖြစ်ချင်မှာဖြစ်ပါလိမ့်မယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံး ဘေးကင်းကြမှာကြပါစီဗျာအေးတော်ဘုံအောင့်ကိုအောင်ရမည် ကြီးဘူးရှစ်နဲ့ဖလာဝါမရှင်သူ့နာမည်ကစိုးဝင်ရွာမှာများခေါ်ကြတဲ့နာမည်ကဘူးရှစ်ဒါဆိုစိုးဝင်းကလူမျိုးသားထင်တဲ့ဟူ၍တချို့ကတွေးကောင်းတွေးမိကြပေလိမ့်မည်မဟုတ်ရေးချမဟုတ်စိုးဝင်းဟာတောစွန်စနေပုံမှာနေတဲ့မိဘနှစ်ပါးမှမွေးဖွားလာတဲ့ရော့အော်ဂျိုလန်ရော့ချင်ပတ်ဗမာလူမျိုးစစ်စစ်ဒီလိုဆိုလို့ စိုးဝင်းကဖဲသမားများလားဟုထင်စရာရှိပေမဲ့အမှန်တော့စိုးဝင်းကမရတာယူတရွာလုံးရှိပြို့ပြို့မိမရွယ်စုံစိုက်စုံနေမကရွာတောင်ပိုင်းကစက်မပြေတဲ့သခေါမလေးမိကျူကတောင်သူ့ကိုမကြိုက်တရက်မှာတော့ရွာလေမပြိုကြီးမိချန်ဤအိမ်နောက်ဖက်တွင်လှန်ထားသော အတွင်းကံပေါင်းပြီးအရက်အခေါ်ဘစ်ကိုအလစ်ဝင်ရှူရမှလူမိရွယ်ထပ်ပါနာမည်ရလာခြင်းဖြစ်လေတော့သည်ဘူရှစ်ဆိုတာ သစ်ရှူနောက်တော့ရွာမြောက်ပိုင်းမှာတွေ့ဆုံနေသည့်ဒေါခင်ဝင်းရွှေကိုအိမ်မော်တက်ပြီးမရင်းကျင်ရန်စူးစမ်းမှုကြောင့်စွန်ဝင်းကိုတရော်လုံးဝိုင်းဖန်၍ရက်စခန်းသို့ပို့လိုက်လည်ထိုခိုက်တံမှာပင် လူသစ်စုဆောင်နေသောတမတော်အရာရှိများနှင့်စွန်ဝင်းတို့တွေ့ဆုံခဲ့ရခြင်းဖြစ်လေတော့သည် ထောင်ကျခံမလားစစ်တပ်ထဲဝင်မလားဆိုတော့စိုးဝင်းကထောင်ကျခံမယ်လေ ဘာဆောက်ကြောင်းနဲ့တက်ထဲဝင်ရမလို့ပြန်ဖြေမိ၍ရှယ်ပလန်နဲ့အကျွေးခံလိုက်ရသေးသည်နောက်တော့သူဆရာဖြစ်လာမဲ့တိုင်မူကစိုးဝင်းနောက်ကြောင်းကို စစ်ဆေးကြည့်ပြီးနောက်စကားတခွန်းကိုအဆက်ဆက်မရှိပြောလိုက်ရာစိုးဝင်းမှာချက်ချင်းပင်တက်ထဲဝင်မှုသဘောတူလိုက်လေ၏သူဆရာပြောသောစကားမှာဟိတ်ကောင်စိုးဝင်းအခုချိန်တက်ထဲမှာအပေါ်ဆုံးကဘာတွေလဲသိလားမုတ်စွန်းမတွေကွာအရင်လုံးမဲနိုင်ဆရာတောင်မလိုတော့ဘူး ကြိုက်တာကိုခေါင်းခေါက်ရွေးယူမယ်ထုံပုံထုံဤဖြင့်စိုးဝင်းတက်သေးသို့ရောက်လာခဲ့သည်အမိမြမပြည်ကြီးနှင့်ပြည်တော်စုသားတွေကိုကောက်ွက်ရန်မဟုတ် အမျိုးပါသာသာသနာတော်ကြီးကိုစောင့်ရှောက်ရန်မဟုတ်တို့ဝေမယ်လဲတစ္ဆာဒိဋ္ဌံတို့ထမင်းစားတစ္ဆာတို့ကိုရွတ်ဆိုချိန်မှာတော့စိုးဝင်းကမန်ပါဆုံးတိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုဝင်းရဲ့နာမည်ကတမတော်မဒုချုပ်ကြီးနဲ့နာမည်တူနေလေတော့တိုင်မူကမင်းနာမည်ကိုဒီအတိုင်းခေါ်ရင်တော့ငါဆက်ပြုတ်လိမ့်မယ်အေယိုးလေးဒီတော့မင်းနာမည်ဘသူမင်းမီဘူးရှစ်လိုပဲဖြေချလာဟူ၍ထိုနေ့ကတယင်းမှုစွန့်တုပ်ပွဲမှာဖရိယာသောမဟင်းကားကျွေ၍အမြီပေးခင်ပွန်းတက်လိုက်ရာမှစပြုတ်၍ဆိုဝင်းရဲ့နာမည်ကရွာခေါ်ဘူးရှစ်ဖြစ်ခဲ့လေသည်တမောင် အခုတော့တိုင်မူကြီးလက်မလွတ်နိုင်တဲ့ခြေသုံးပစုံမွေဆွေချိုးစိုးဝင်းဘဝမှာမတေခင်မိမရောက်ဘူးခြင်းနဲ့ဆန္ဒလေးလေးပြေးခဲ့ပြီအဖတိုင်မူကြီးကိုယ်တိုင်ဟဲ့ကောင်ဘူးရှစ်ဟိုတလောကကြောက်ဖြူမှာကြာသွားတဲ့ရာပြည့်ရင်မိမမစိုးဘူးကွာအသားမဲတာလေးတစ်ခုကလွေရင် အနေထားကလက်ကြီးကြံသေးတယ်မင်းယူလိုက်ကွာမနဲ့ပြန်တည့်ရေးဘူကြီးကိုဖြောင်းပြီးစည်ရင်သွင်းလိုက် ဘဝမှာမိမရဖို့ဆိုရာအိမ်မက်တောင်မမက်ခဲ့ဘူးတဲ့ဆိုရင်အခုတော့အရှင်လက်လက်ကြီးကိုရခဲ့လေပြီဒီလုံးနဲ့မောက်စောမကြီးမိခင်ကြီးနဲ့ဆိုဝင်းတို့အကြောင်းပါကြလေသတိပေါမိခင်ကြီးကိုအဖတိုင်းမူကြီးသဘောကျတာလည်းမပြောနဲ့ခင်ကြီးကအေယာဝရီတိုင်းသူပီပီမောဟင်းကချက်တဲ့လက်ရာကလေးရှေးအตาရေကညုံညက်အခေါ်ပြောလေးကစိုးထွက်နေတော့ဌာနတစ်ခုလုံးကအသေးဆွေး စိုးဝင်းနဲ့မညခင်တုန်းကဆိုရင်တက်ရေးဘူကြီးအခန်းမှာတွေ့လိုက်တက်ထောက်ဘူကြီးအခန်းမှာတွေ့လိုက် ဝင်းတကားဝကလုံကြုံရေးခိတ်မှာတွေ့လိုက်နေခင်ကြီးကအဲ့ဒီလူမျိုးနေရာဆောင်လူပေါင်းစုံနဲ့ပေါင်းတင်ဆန်တော့ခင်ကြီးဘာဟင်းချက်လဲကိုစိုးဘစီသွားတော့မလို့ထမင်းစားသွားအောင်မယ်ကွယ်ဦးနေဝင်းခက်လက်ချံတန်တစ်တာဟောင်းကြီးထဲမှာယူနီဖောင်းကိုထုတ်ယူရင်း မိမဖြစ်သူကိုလှန့်၍အတန်ပြုတ်လိုက်သူကစိုးဝင်ကစွန်းရဲ့ချင်းဟင်းနဲ့ချမောင်ကြော်ထားတယ်မယန်တီထောင်းထားတယ်ဒါမှမမြင်ရင်တည့်ရဲ့ကင်းလင်းငုံလိုက်တကယ်လေဒီလောက်တက်ထဲမှာမตาပွဲတွေဆက်နေလို့နေတိုင်းလိုလိုမဟင်းကချက်နေရတာလေကလာနာရဲ့အုတ်ဆောင်အောင်မှာမုတ်ပတ်တုတ်ထားတယ်ဒါပဲရှိရညမတမတော်ကြီးကဲတင်ထားလို့သာတက်ပေမုတ်ဆိုးမတယောက်ကိုကံကောင်းထောက်မှစွာရထားတာဆိုတော့လေ စိုးဝင်းခမရထွတ်မတည့်ရေစိုးဝင်းဟာလက်ရှိမြမတပ်မတော်ကြီးတွင်တတ်ကြက်ကြီးတာဝန်ထမ်းဆောင်နေသူတဦးဖြစ်လာခဲ့ခြေပြီပေါ့အာနာတိတ်ပြီးနောက်ပိုင်းမှာစိုးဝင်းရဲ့အလိုက်တည်ရမှု အထက်ကိုမြူအောက်ကိုစုမူဝါဒကိုတိတ်ချကျင့်သုံးနိုင်မှုတို့ကြောင့်ရာရုတို့ပြီးတတ်ကြက်ကြီးဖြစ်လာခဲ့တယ်စိုးဝင်းခံယူချက်ကလည်းရှင်းသည် အထက်ကဘရီတာအမိန်ပေးလိုက်ပြီဆိုရင် ကိုချီကိုတောင်ပြန်ကောက်စားမိလူမျိုးအဘရီခြေနတ်မှလမောင်းမှာခွေတက်ရမယ်ဆိုတာကိုစိုးဝင်းတို့ကနော့ကြည့်ပြီးသားစိုးဝင်းကလူနတ်ဆိုတော့ဘယ်တော့ကမှရှည်တမ်းမတော်ရစစ်မတိုက်ဖူးတဲ့သူတွေရာထူးတက်မြန်းနဲ့တတ်မတော်ဆိုတာကိုအဘတ်တချုပ်ကြီးနဲ့ညှို့ကိုကြီးတို့ကိုမြင်ပြီးစိုးဝင်းနားလေထတာကြပေါ့ဒီတော့မိမိတို့တမိသားစုလုံးဟာတိုင်းမူကြီးရဲ့ခြေနှက်ပတ်ဖြစ် အိမ်တော်ပါကျွန်တွေဖြစ်အုံးတော်ခံနေရင်အခွင့်အရေးကိုစိုးဝင်ဆောင်နေခဲ့တာကြာပြီအခုရဲ့ပိုင်းမှာဘာတိုင်မူကြီးတော်တော်အလုရှုပ်နေပုံရသည်နေပြည်တော်မှာတိုက်ရိုက်ညွန်ကြားချက် ပြိုးဝတ်ဆိုတဲ့စာရီကလည်းမကြာခဏလာနေတာတွေ့ရတယ်အခြေအနေကိုစိုးဝင်ကဲခါရသလောက်အမတန်ရေးကြီးတဲ့ကိစ္စကြီးတစ်ခုကိုကြံ့စီနေပုံရသည်ဟိုတလောကလိုင်စင်မဲ့ကားတွေကို ရှယ်ပလန်နဲ့ဖမ်းပြီး ကောင်းပေညွန်ပေဆိုတဲ့ကားများကိုနံပါတ်ပြားရှိမှကျဲတက်ပြီးစီးနင်းနေကြတော့အရာရှိတွေမှလည်းဝင်လိုက်ထွက်လိုက်နေလူဆိုတာကလည်းခက်တယ်မသိစေခြင်းတဲ့ကိစ္စကို ဆိုရင်ပိုပြီးသိကျင်ကြတာတဘာဝမဟုတ်လားစိုးဝင်းတယောက်အာရာနဲ့တိုင်မူကြီးရဲ့ဖနှက်စင်ကိုပဲပြေးရောက်နေတော့တာတိုက်ပါများလုံး၍မှန်ကြည့်လို့ပင်ရနေသည့်ဖနှက်တွေကိုပဲမျက်နှာရှေ့မှထောင်ကြည့်လိုက် ပါဇက်ကနေလေးလေးမုတ်လိုက်လို့ရင်စိုးဝင်းမတိမတာနားဆွင့်နေရတာပေါ့ဧကန်ထဲမှာတိုင်မူကြီးနဲ့ဘိုလ်ချုပ်တွေဘုံမူးတွေကတော့နေ့စဉ်နေတိုင်းခေါင်းချင်းဆန်၍အသေးအတန်တိုင်ပင်ဆွေးနွေးနေကြတယ်တခါတလေစိုးဝင်းကြရတဲ့စကားသံတွေကအရေးကြီးတပြည်လုံးစစ်စင်ရေးလုံးဝအလျှော့ပေးလို့မရဆိုတဲ့စကားတွေဖြစ်နေတော့စိုးဝင်းညံမီတလို့စဉ်းစားကြည့်တော့ဒီကိစ္စကြီးဟာအရင်ကြီးကြီးပုံရတယ် ဘာကိစ္စလဲဆိုတော့စိုးဝင်းတေချမသိဒီကိစ္စဟာယုံကြည်စိတ်ချရတဲ့လက်အောင်ငယ်သားတွေကိုအတုံးပြူမှအစဉ်ပြေမဲ့တိုင်မှု အရင်နှောင်းကလိုမျိုးလွဲချော်လို့မဖြစ်တော့ဘူးဘိုးချုပ်ကြီး စကားဆုံးမှာတိုင်မှုရဲ့အကြီးကဖနှက်စင်ဘေးတွင်စောင့်ကြောင့်ထိုင်၍မိမိရဲ့ရှုဖနှက်ကိုတဖူဖူမှုန့်နေသောစိုးဝင်းရှီယာစီတို့ရောက်ရှိသွားလေတော့သည်ဒီမရှင်သာအောင်မြင်မဲ့ဆိုရင်ငါလဲမျက်နာရမယ် မင်းလေရာထူးတက်နိုင်မဲ့ခွင့်ရေးဖြစ်လာမေလိုသလောက်လူရင်အားနဲ့လိုသလောက်လက်နက်ခဲရန်ကိုတုံးကွာဘူးရှက်ဘူးပေါက်တာမလို့ခြင်းမူရေပါတာပဲငါလို့ခြင်းနေအဖတိုင်းမှုရဲ့စကားကိုပြန်လေကြားရောင်၍စိုးဝင်းတယောက်တက်ကြွရွှင်လန်းစွာဖြင့်ကားထဲမှထွက်လာပြီးနောက်ဘေးဘီဝဲရကိုတစ်ချက်ကဲခတ်ကြည့်လိုက်သည်နောက်ဆုံးမှာတော့တိုင်းပြည်နဲ့လူမျိုးကိုအသက်ပေး၍ကာကွယ်စောင့်ရှောက်နိုင်တော့မည်မဟုတ်ပါလား ဆိုဝင်းတို့တမတော်သားတွေရဲ့အပေါ်မှာပြည်သူလူထုအထင်လွဲအမြင်လွဲဖြစ်နေတယ်ဆိုတာကို ဆိုဝင်းသက်သေပြရမည်စတေအင်းကြီးအဖြူလက်ရှိရော့ပစိုးကိုဝတ်ဆမရှိ၍နေသားမကြလေတော့တောင့်တောင့်ကြီးဖြစ်နေပြီးဟိုနေရာကရသလိုလိုဒီနေရာကရသလိုလိုပြည်သူတွေဆွဆွဲပြောဆိုနေသလိုသူတို့ဟာစစ်ခွေးတွေမဟုတ်ကြောင်းဒီစစ်စင်ရေးနဲ့ဆိုဝင်းသက်သေပြမည်အယိုးကြည်ကြည်အေးခန့်ခန့် ဒီမရှင်အောင်မြင်စေရမည်ဟုစိုးဝင်းတန်ဋိဌံချထားပြီးသာလမ်းပင်ဝဲရတစ်ဖက်တစ်ချက်စီတွင် နေရာယူထားသောစစ်သားများကိုစိုးဝင်းလက်ပြလိုက်သည်အမေရိကန်သမတကိုအကြမ်းဖက်ဖွဲ့စည်းထံမှကယ်ဆယ်ရေးမရှင်ဆောင်ရွက်နေရသလိုပုံစံမျိုးဖြင့်စိုးဝင်း၏တပည့်များမှကွန်မန်ဒိုအသုံးဆောင်လက်နက်ခဲယံပြည့်စုံနှင့်ဟောပြတ်မှတ်ကိုစိုးဝင်းတွေ့ပြီးမယောင်မလဲနှင့်အနီးသို့အသာချိတ်ကဲ့ရင်း စိုးဝင်းစကေယောဖော်ယောလုံးလိုက်သည်အယောင်းဝယ်ကောင်းရဲ့လားဗျာပြက်မှတ်ကစိုးဝင်းကိုကဲခတ်တယ်လို့တစ်ချက်ကြည့်၍ဒီလိုရပိုင်းမှာအယောင်းဝယ်မကောင်းစရာရှိပါမလားတိတ်ကောင်းတာပေါ့ဟုတ်မယ်ဗျာတော်တော်များများကိုကြည့်ရတာခမရတို့ရဲ့ပစ္စည်းတွေကိုတော်တော်ကိုမမှန်မွန်မွန်နဲ့ဝယ်ယူသုံးစွဲနေကြတယ်သုံးမှာပေါ့ဟဲ့လူလိုတည်တဲ့လူတွေလीစိုးဝင်းချက်ပြလိုက်လीပြီ ရုတ်တရက်တဝေါ်ဝေါ်နဲ့ထိုးဆိုင်လာတော့စစ်တပ်သုံးလော်ရီကားစင်ကြီးများနဲ့အတူပတ်ဝန်းကျင်တစ်ခုလုံးရုတ်ရုတ်တဲတဲဖြစ်သွားလေသည်အလန့်တကြားနဲ့ပြေးသူကပြေးဒါဝိမဲ့လည်းမနဲ့စောကြီးတွေက ကြိုတင်ရောက်ရှိနေပြီးပြစ်မှတ်တွေကိုအတီးပြုတ်ထားတဲ့စောဝင်းလမသူတို့မလွတ်နိုင်တော့ဖုန်းကိုထုတ်၍နံပါတ်တစ်ခုစီတော့စောဝင်းဆက်သွယ်ကြောင်းကြားလိုက်လေဤမစ်ရှင်ကွန်ပလီးပါဘာတိုင်းမူ စစ်သားများကတနက်ဖြန်ချိန်၍ဇို့တင်းတက်ခိုင်းနေသော ကာစိန်ကြီးများပေါ်မှာတော့တစ်စည်းလုံးမှပန်းတယ်တွေတုံတမာကြီးဝေး